နာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်သည့်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြိုင်နိုင်ရှင်ပုတ်ခဟောပြောမှုစသော အမုံတရားအခြေခံသည့်စကားများ ပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးအမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန်တိုက် ဖိုးကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်။ဖိုးကြီးတို့ငယ်ငယ်တုန်းကလည်းဟာရီမန္တလေးမှာပဲမှတ်မိသေးတယ်။မျက်စိအထူးကဆရာဝန်တယောက်ကိုသတ်ပြ။သူကဗုဒ္ဓဘာသာမဟုတ်ဘူး။ဘာသာခြား။ဖိုးကြီးတို့ကငယ်သေးတော့ဘာသာတရားကြောင်းလည်းကောင်းအောင်မသိသေးဘူးပေါ့နော်။သူကဘာတွေပြောတော့ဆိုလောကမှာဖျားဆိုတာတဆူတည်းပဲရှိတယ်။ ူပြောလို့တဲ့ဖရာဂေါတမဗုဒ္ဓပြောတာမဟုတ်နော်ကဘာမှာဖရာဆိုတာတဆူလေးပဲရှိသူတို့ပြောကျင်တဲ့ဖရာဘာလို့ဆိုဂေါဆိုတဲ့ဖရာပဲပေါ့အဲ့ဒီဂေါဆိုတဲ့ဖရာကိုမြင်ဘူးတဲ့ပုဂ္ဂိုလ်လူမှမရှိဘူးနော်အဲ့ဒီဖရာကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ ဖရဲသခင်ကပြောတယ်ဖရဲသခင်ကပြောတယ်ကဲဖရဲသခင်ကပြောတာဘသူကြားတယ်လဲလို့မေးလို့ရှိရင်ဘသူမှကြားတဲ့လူမရှိဘူးเนาะအစင်စင်ပြောလာတာနောက်ဆုံးမှာဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်နဲ့ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတရားခံလက်တဲ့ရှာမရေးတဲ့ရှာမရတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲ ဘယ်တော့မှမဆုံးနိုင်တဲ့အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်ဘယ်သူမှသိတာမဟုတ်ဘူးဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာဒါမျိုးမဟုတ်ဘူးလေလူသားတွေကတရားကျင့်ပြီးတော့ထူးထူးခြားခြားအသိဉာဏ်တွေရလို့မှန်ကန်တဲ့လင်းစဉ်တစ်ခုကိုချက်မှတ်ပြီးဒုက္ခအဆုံးသတ်ရေးကိုဟောပြောတာအဲ့တော့ယုံကြည်စိတ်ချသူပြောတာလည်းမဟုတ်ကိုပြောတာလည်းမဟုတ် မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတိကြဟောထားရှိတယ်လေတယံအဘိညာသစ္စိကတဝပဝေတိမိကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်လက်တွေ့ရှင်းသုံးပြီးတော့မှ အတွေ့အကြုံတိုင်ဟောပြောတာပါတဲ့အစင်လား tradition ကိုဟောပြောတာလည်းမဟုတ်ဘူးစာအုပ်ထဲပါလို့ဟောတာလည်းမဟုတ်ဘူး စိတ်ကူးပြီးတော့အကြံရလို့ဟောတာလည်းမဟုတ်ဘူးတဲ့။ဟောတဆင်းစကားဘယ်တမန်ကပြောလို့ဆိုတာမျိုးလည်းမပါဘူးဒီထဲမှာနော်။အဲ့တော့လက်တွေ့ကျင့်သုံးနေမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအမခန့်ချက်ပေးတယ်လေ။ဒီတရားတွေဟာတဲ့ငါဟောတဲ့အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုရင်ပန်ဒိဋ္ဌိကောမင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုတာ။ဒီတဲ့ကောင်းတဲ့ guarantee ပဲမှရှိမှာပေါ့။ ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရတယ်ဆိုတာ guarantee ရှိတာပဲပေါ့အဲ့တော့အဲ့ဒါကြောင့်မို့ဒီသာသနာကိုနေယာနိကသာသနာလို့ခေါ်တာအဲတခါတလေအတန်တူတာတွေအခုခေတ်မှာတော်တော်များတယ်သူကလည်းသာသနာငါလည်းသာသနာသူကလည်းသာသနာရေးငါလည်းသာသနာရေးနော်သူကလည်းဖះငါလည်းဖះဖះဆိုတာတူတူပါပဲလို့ပြောလို့လည်းပြောတယ်။ဩဥပုသ်ဆောင်တယ်သူလည်းဥပုသ်ဆောင်တယ်ကိုယ်လည်းဥပုသ်ဆောင် ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လိုတယ်ပေါ့အဲအတန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်သူကလည်းပရိစိတ်မယ်ကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားဟောတေချာကြည့်ရင်တမ္မမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားတယ် အမတမကွဲပြားခြားနာမှုတွေအခြေခံကွဲပြားခြားနာမှုမသိလို့ရှင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှင်ဒုက္ခတွေရောက်မယ်အဲ့တော့လုံးဝမတူဘူးအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္စောင်းနာလေးတစ်ခုပဲကြည့်လေဥပုသ္စောင်းနာလေးပဲတစ်ခုကြည့် ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ္စောင်းခြင်းအတိတ်ပဲဆိုတာအရင်ကဟောထားဘူးလေအဲ့ဒီဥပုသ္စောင်းတယ်ဆိုတာကောကအမတန်မှကွာခြားတယ်ဘုရားဘာသာတွေဥပုသ္စောင်းတယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အတိတ်ပဲရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုအစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပုလို့ထင်းနေတာ နော်ခိုးစားနေဘလို့လို့အဲ့တော့ညာနေစားလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးနော်ကိုစောင့်တီထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းတဲ့အချက်တွေကိုလိုက်ကြည့်စစ်ပါတိလဥပုပ်ဆောင်ထားတယ်ဆိုတော့လိုက်ကြည့် ဒီကနေ့သူများတဲ့တချင်းမှရှောင်းမဲသူများဥစ္စာခိုးခြင်းမှရှောင်းမဲမမြတ်သောမေရုံခြင်းမှရှောင်းမဲဆိုရက်ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်တွေဒါတွေကတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ယန္နာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လေ တတလုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မမြတ်တယ်လေအေးအစာငတ်ခံရုံတက်တက်ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဘာသာတွေအစာမစားဘူးဆိုတာအငတ်ခံတာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆယ်နှစ်နေဟိုဘက်မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူး အလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်แท้ကစိတ်ရဲ့အညစ်ကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ်။ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်แท้မှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်ကြေးတွေကိုတန်ရှင်းရေးလုပ်အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရ။အဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့ မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိက သာသနာလို့ခေါ်တယ်လှုပ်ရင်လှုပ်တဲ့အတိုင်းဖြစ်တဲ့သာသနာအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းမှအရေးကြီးတယ်ပေါ့အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာ ဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးသူတို့မှလည်းဖျားရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရခြင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရခြင်းမတူတဲ့အခြေအနေတွေကိုအခုမှ ပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါပဲလို့ပြော